ားလုံးပဲမင်္ဂလာပါရှင်မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမဆုံးသတင်းတပုတ်အနေနဲ့မဟာမိတ်တွေဖြစ်နေကြတဲ့ BNB chain နဲ့ Gaggen Standard သတင်းနဲ့အတူနှိချွေဝေလာငါးကြီးတကောင်ရဲ့ဒေါ်လာမီလီယံနဲ့ချီပစ်ကွန်အရွှေပြောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရယ်ရှင်။မြန်မာကတော့စီစဉ်တင်ဆက်သူ Kiki ပါ။ ပထမဆုံးသတင်းတော့အနေနဲ့မဟာမိတ်တွေဖြစ်နေကြတဲ့ BNB Chain နဲ့ Kazakhstan တို့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။အာရှလေပိုင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ကာဂျစ်စတန်ကသူ့ရဲ့နိုင်ငံသုံးငွေကြီးဆန်နဲ့1:1ချိတ်ဆက်ထားတဲ့ KGST လို့ခေါ်တဲ့ stable coin အတစ်ကိုစတင်လိုက်ပြီးဖြစ်ကြောင်းကာဂျစ်စတန်သမ္မတဆာဒီရဲ့ဂျဗာရိုကတောက်ကြနေမှာကြေညာခဲ့ပါတယ်။ဒီကြေညာချက်မှာ Finance တထောင်စုချမ်းပဲကြောင့် CC လည်းပါဝင်ခဲ့တာဟာကာဂျစ်စတန်နဲ့ CC တို့ကြားကရင်းနှီးတဲ့ဆက်ဆံရေးကိုပေါ်လွင်စေပါတယ်။ စီစီဟာပြီးခဲ့တဲ့ April လမှာကတည်းကကာဂျစ်စတန်အစိုးရနဲ့ cryptocurrency နဲ့ blockchain development တွေမှာပူးပေါင်းလှုပ်ဆောင်မှုသဘောတူညီချက်လက်မှတ်ရေးထိုးခဲ့တာပါကိုရောနိုင်ငံရဲ့ National Council for the Development of Visual SSN Blockchain Technology ရဲ့ဒုတိယအကြိမ်အစည်းအဝေးအပြီးမှာကာဂျစ်ဆန်ဟာသူ့ရဲ့ဆံငွေကြေးနဲ့ချိတ်ဆက်ထားတဲ့ KGST stablecoin ကိုစတင်ဖြန့်ချိလိုက်ပြီးဖြစ်ပါတယ်။ KGST stablecoin အပြင်ကာဂျစ်ဆန်အစိုးရရဲ့ဗဟိုဘဏ်ကနေထုတ်မဲ့ CBDC Central Bank Digital Currency Project လည်းရှိပါသေးတယ်။ဒီ Digital ဆန်ဟာ KGSD စေဘက်ကနေတည်ကြစီဖြစ်တယ်လို့ digital set အတွက်စမ်းသက်ရမှာပြည်ရင်းကဘန်တွေအလုံးချိတ်ဆက်ထားမဲ့အပြင်အင်တာနက်မရှိရင်ရောငွေပေးချေမှုဘယ်လိုလုပ်လို့ရမလဲဆိုတာတွေအတွက်ပါစမ်းသက်ဖို့ပါဝင်ပါတယ်ဒီအစိမ့်တွေအားလုံးကိုစမ်းသပ်ပြီးမှ digital ဆန်းကိုတနိုင်ငံလုံးအတိုင်းအတာနဲ့သုံးဖို့အတွက်အကောင့်အထည်ပေါ်မှာဖြစ်တာကြောင့် digital ဆန်းဟာစိတ်ဝင်စားစရာကောင်းတဲ့ CBDC project တစ်ခုပါပဲ။ အခုကြေညာလိုက်တဲ့ KGST stable coin ကတော့ BME ချင်းပေါ်မှာတိစောက်ထားတာဖြစ်တယ်လို့ BME ချင်းရဲ့ activity တွေကိုထပ်တိုးလာစေအောင်ပါပါပဲဒီလိုမျိုး on chain activity တွေများလာတာနဲ့အမျှ VNBA ဈေးနှုန်းကလည်းဒေါ်လာတစ်ထောင်ဝန်းကျင်မှာပုံသေးလို့ဖြစ်လာနေပြီထပ်တက်ဖို့အတွက်ကိုပဲအာယူနေပုံပါပဲဒါပေမဲ့စီးပွားရေးနိုင်ငံရေးတရေအဖုံဖုံတွေချမှာတော့ BNB ရဲ့လာရကအမျိုးမျိုးပြောင်းသွားနိုင်ပါတယ် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နေချိုဝေလာငါးကြီးတကောင်ရဲ့ဒေါ်လာမီလီယံနဲ့ချီပစ်ကွာအရွှေပြောင်းဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ဆတိုရှိခေမာကတဲ့ကပစ်ကွာ wallet တစ်ခုဟာဆယ်လင်းရဲ့အတွင်ပထမဆုံးအကြိမ်ငွေကြေးရွှေပြောင်းခဲ့ပြီးဒါဟာဒေါ်လာ442မီလီယံတန်ဖိုးရှိတဲ့ Bitcoin ကိုကန်ဆောင်ထားတဲ့ဝေးတူရဲ့လှုပ်ရှားမှုပါပဲ။ဒီ wallet ပိုင်ရှင်ဟာ Bitcoin blockchain စတင်ပြီးလအနေငယ်အကြာ2009ခုနှစ် April လကနေဇွန်လကြာမှာ ဘေးကွင်လေးတောင်ကိုမိုင်းနှင်းလုပ်ပြီးစုဆောင်ခဲ့တာပါဒီဘေးကွင်လေးတောင်ဟာဆယ်လေးနှစ်ကြာတဲ့အထီးနေရာမရွေပဲရှိနေခဲ့တာဖြစ်သလိုအခုချိန်မှသာ wallet ပိုင်ရှင်ကဘေးကွင်150ဒေါ်လာ60 million ကျော်ဘူးကို transition တစ်ခုရဲနဲ့ရွှေ့ပြောင်းခဲ့တာပါဒီပမာဏဟာထုတ်ရောက်မယ်ဆိုလဲဈေးကွက်ကိုအကျိုးသက်ရောက်မှုအများကြီးမရှိလာပေမဲ့စတိုရှိခဲ့မှာကလေးကရှိခဲ့တဲ့ wallet တစ်ခုပြန်ပေါ်လာတဲ့ဆိုတာကတော့ထူးခြားပါတယ်။ဘစ်ကွိုင်းဒေါ်လာတသိန်းကျော်ပြီးနောက်ပိုင်းမှာနှိမ့်ချဝေလာငါးကြီးတွေရဲ့လှုပ်ရှားမှုတွေတောက်လျှောက်တွေ့လာရပြီး အများစုကတော့သူတို့ရဲ့မူရင်း wallet တွေကနေစံထွက်လိုက်အခြေအနေကိုထုတ်နေကြတာတွေ့ရတာကြောင့်ထုတ်ရောင်းဖို့ပြင်နေကြပုံပါပဲ။ဒါကြောင့်ဆယ်စုနှစ်တခုကျော်အောင်ကင်ထားသမျှ Bitcoin တွေကတချို့တစ်ဝက်ကိုထုံအောင်ပြီးမီလီယံနာအဖြစ်ခံယူရင်ဂျန်နဲ့တချို့တစ်ဝက်အတွက်ဈေးတွေထက်တက်လာတဲ့အခါဘီလီယံနာအစင်းအထီးတက်ဖို့စိတ်ကူကြပုံပါပဲ။ လေးလာဆောင်ကြည့်သူတွေကတော့ဒီလိုမျိုးနေချုပ်ဝေလာငါးကြီးတွေပေးကွက်ထုတ်ရောင်းတာဟာစိုးရင်ကြရမလို့ပဲဘိုင်ယာအတိတ်တွေဝေလာနေပြီးရင်းကျက်လာနေတဲ့ဈေးကွက်အခြေအနေရဲ့ကောင်းတဲ့လက္ခဏာဖြစ်ကြောင်းသုံးသပ်ထားကြပါတယ်။ဒါကတော့မြန်ခရစ်တိုကနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။